ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီအထိုင်းချတပ်ဆွဲထားတဲ့မော်ဖိုးကင်စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေကတိုက်ခိုက်နေတာကြောင့်ဒေသခံပြည်သူတရာခန့်ထိုင်းနိုင်ငံတာဆောင်ရန်ခရိုင်တွေကိုတင်းရှောင်တွပြေးလာကြတယ်လို့သိရပါတယ်။ဒီကနေ့မေလ19ရက်နေ့နနက်ပိုင်းကတည်းက KNLA KNDO ပူးပေါင်းတပ်တွေကကရင်ပြည်နယ်ဖအံမြို့နယ်အတွင်းမှာရှိတဲ့အဆိုပါမော်ဖိုးကင်တပ်စခန်းကိုဝိုင်းထားတာပြပြီး ဒရုန်းတွေနဲ့ပါအုံကျူတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပါဗျ။အခုလိုတိုက်ပွဲတွေပြပွားနေတာကြောင့်ဒေသခံပြည်သူတရာခန့်ဟာတောင်းရင်မြစ်ကိုကူးကာထိုင်းနိုင်ငံသားဆောင်ရန်ခရိုင်ထဲကိုစစ်ဘေးရှောင်ထွက်ပြေးလာကြတယ်လို့ထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်တွေကဆိုပါတယ်။ဇဝါစစ်ဘေးရှောင်ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေနဲ့သားဆောင်ရန်ရဲတပ်ဖွဲ့ဝင်တွေကလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဆောင်နေတယ်လို့လည်းသိရပါဗျ။ ကရင်မျိုးသားစည်းရုံး KNU ဟာယခု3လအတွင်းထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့စစ်ကောင်စီနှစ်ရှည်အခြေချတပ်ဆွဲထားတဲ့ပူတူလူစကန်ကလဲဒေးစကန်တခေါပီခွီးစကန်မော်ဖာသူစကန်တာလဲစကန်နဲ့မဲလာစကန်တွေကို ပြန်လည်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။